တက်ပြက်နေပြီပြောတော့လဲတေလောက်အောင်နာတက်ကြတယ်မဟုတ်ဘူးလားဆိုတော့လဲဟုတ်နေရပဲစစ်ထွက်တိုက်ရမှာဆိုလိုလက်ပေးပြီးရှောင်သူကရှောင်ထွက်ပြေးသူကပြေးနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာကိုတက်ပြက်တာလို့မပြောရင်ဘလို့ပြောပြရမလဲတချို့မျိုးနယ်အလံဝေးရဲ့နေဆက်မျိုးနယ်တွေကတက်တွေဆိုရင်တော်လန်ရေးအင်အားစုတွေကို လက်နက်ချသွားတာမနေတော့ပါဘူး ဒါအကိုစစ်ကောင်စီကမဟုတ်မမှန်တဲ့တင်းတွေနဲ့နောက်ကလိုက်ပြီးမနေဖုံးဖိနေရတာဖြစ်ပါတယ်။အခုနောက်ပိုင်းတိုင်းမှုနဲ့စစ်ဒေသမှုတွေအထီတက်တွင်းအမိတ်ဖိဆန်မှုတွေလှုပ်လာတာကိုစစ်ကောင်စီကြုံနေရပြီးဖမ်းဆီးစစ်ဆေးရာတွေလုပ်နေရတာဖြစ်ပါတယ်။ဒီထဲမှာစစ်ခေါင်းဆောင်ရဲ့လူယုံအဖြစ်သတ်မှတ်ခံထားရတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်ချုပ်ကိုကိုမောင်နှောင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ KIO ဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်ဖို့အမိန့်ပေးတာကိုဗိုလ်ချုပ်ကိုကိုမောင်နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကစည်ရေးဆိုင်ရာအရာရှိခြောက်ကညှင်းဆန့်ခဲ့လို့နေပြည်တော်ကနေတိုက်ရိုက်လာဖမ်းတဲ့အထိဖြစ်ခဲ့တာပါဒါအပြင်မြဝတီမြို့နယ်လက်ခတ်တောင်ဖျားကုန်းနဲ့တာဝါတိုင်းစခန်းတိုက်ပွဲတွေမှာတက်ဆုပ်အမိတ်မရပဲစုတ်ခွာလာတဲ့တက်မလီလီလက်အောက်ခံ ခမာယာနှင့်တည်ရင်မှုနဲ့ ဒုတရေမှုတို့ကိုဖန်ဆီးထောင်ချရတဲ့အထိအခြေအနေတွေတဖြည်းဖြည်းဆိုးလာနေတာဖြစ်ပါတယ်။အခုနောက်ဆုံးတနင်္လာရီတိုင်းအခြေဆိုင်ကံယိုတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှုဗိုလ်ချုပ်တစ်လွင်ထူးနဲ့တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ဒေသရေးရာဝန်ကြီးဗိုလ်မှူးကြီးတိန်လင်းတို့ကိုအကြတိအမှုတက်ပြီးစစ်ကောင်စီကဖန်ဆီးစစ်ဆေးကအစာထိုးခန့်အပ်မှုတွေလုပ်ခဲ့တာတွေ့ရပါတယ်။ ဒါဟာဇူလိုင်လတစ်လအတွင်းဖြစ်ပျက်ခဲ့တာတွေဖြစ်ပြီးတခြားလူမသိသူမသိနဲ့ဖမ်းဆီးစစ်ဆေးပြီးအနာပေးခံရသူတွေလည်းမနေပါဘူးပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်အတွင်းနေပြီးတော့အတိုင်းအဝိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရစစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်၃ယောက် ဗိုလ်မှူးချုပ်14ယောက်နဲ့ဗိုလ်မှူးကြီး44ယောက်အပါအဝင်စစ်အရာရှိစုစုပေါင်း61ယောက်ကိုအငိမ်းစားပေးလိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီကအနာပေးလိုက်တဲ့ဗိုလ်ချုပ်3အောင်ထဲမှာတက်မတော်တည်င်းအမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စိုးနိုင်ဦးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ငြိမ်းချမ်းရေးကော်မတီဝင်ဗိုလ်ချုပ်တောက်ထွန်းနဲ့ဗိုလ်ချုပ်တင်မာဝင်းတို့ဖြစ်ပြီးအနာပေးခံရတဲ့ဗိုလ်ချုပ်တွေထဲမှာဗိုလ်မှူးချုပ်တင်ဆန်းနိုင်ဗိုလ်မှူးချုပ်ခင်မောင်အေးနဲ့ဗိုလ်မှူးချုပ်ကြော်စိုးတို့လည်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ စကောင်းဆောင်အနေနဲ့သူနှစ်သက်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတချို့နဲ့ဗိုလ်ချုပ်တချို့ကိုအသက်62နှစ်ပြည့်နေပြီဖြစ်ပေမဲ့စစ်တပ်ကအငိမ့်စားမယူခိုင်းပဲယူနီဖောင်းဝတ်နဲ့အလုတာဝန်တွေဆက်လက်ပေးထားသူတွေလည်းရှိနေရပါစစ်တပ်ကအာနာသိမ့်ပြီးနောက်အာနာသိမ့်စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့စစ်ဘက်တာဝန်ထမ်းဆောင်နေတဲ့ဒုတိယဗိုလ်ချုပ်ကြီး စတိုင်းမှုလို့အပါအဝင်စစ်တပ်ကအရာရှိကြီးတွေကိုအနာပေးတာအရက်ဖက်ကိုပြောင်းလဲတာဝန်ပေးရတွေမကြခဏလုံနေကြတာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင်စကောင်းဆောင်အနေနဲ့သူတို့ကိုယ်တိုင်ကလွယ်ပြီးဘယ်တူတယောက်ကိုမှကာလအတန်အကြာအယုံကြည်မထားဘူးဆိုတာရှင်းနေပါရဲ့စကောင်းစီတတန်း6လတိုးပြီးမကြာခင်မှာပဲယာရူအပြောင်းအလဲတွေအများအပြားထထုတ်ခဲ့တာကိုကြည်ရင်သိနိုင်ပါတယ်ဒီတစ်ချိန်ယာရူအပြောင်းအလဲမှာကာကွယ်ရေးဝင်ကြီးနဲ့ပြည်ထရေးဝင်ကြီးတို့လိုအ धिक ယာရူကြီးတွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ် အခုလိုကာကွယ်ရေးဝင်ကြီးနဲ့ပြည်ထရေးဝင်ကြီးတွေကိုအပြောင်းအလဲလုပ်ခဲ့တာဟာစစ်အာဏာသိမ်းပြီးနောက်ပထမဆုံးအကြိမ်လေးဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီရဲ့ဝင်ကြီးဂျာရုတွေကိုစစ်ဘိုလ်ချုပ်တွေကသာလွှမ်းမိုးထားတာဖြစ်ပါတယ်။မကောင်းတဲ့င်းနဲ့ကြော်စောနေတဲ့ပြည်ထရေးဝင်ကြီးဒုပူချုပ်ကြီးစိုးထုတ်ကို အရေးမပါတဲ့ပြည်အောင်စုအစိုးရဖွဲ့ယုံတစ်ဝင်ကြီးအဖြစ်ပြောင်းရွှေ့ခဲ့ပြီးသူ့နေရာမှာဒုပူချုပ်ကြီးရာပြည့်နဲ့အစားထိုးခဲ့တာဖြစ်ပါတယ် ဒုဖို့ချုပ်ကြီးစုထုတ်ကိုဥမာကြီးကင်စာခန်းစားနေရလို့လုပ်ရည်ကံရည်မရှိရွာကြောင်းအရေးမပါတဲ့အစိုးရအဖွဲ့ယုံစီချောင်းထိုးခံလိုက်ရတာဆိုပြီးမှတ်ချက်ပေးရတယ်လည်းရှိပါတယ်ဒုဖို့ချုပ်ကြီးဆိုတော့ဟာပြည်ထရေးဝန်ကြီးဌာနကိုလက်လွတ်လိုက်ရတယ်လို့ဒုတိယဝန်ကြီးချုပ်ယာရုကနေလည်းပြုတ်သွားခဲ့တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲပြည်ထရေးဝန်ကြီးအသစ်ဖြစ်လာသူဒုဖို့ချုပ်ကြီးရှာပြည့်ဟာစစ်ကောင်စီအဖွဲ့ဝင်ဖြစ်ဆက်လက်ထမ်းဆောင်မှာဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးနဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင်အဖြစ်လဲဆက်လက်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမြားထွန်းဦးကိုပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ်ကြောင်းထိုးလိုက်ပြီးကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကတော့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနေရာကနေကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပါတယ် သူတို့နှစ်ယောက်စလုံးဟာဒုတိယဝင်ကြီးချုပ်တွေအဖြစ်တပြိုင်တည်းတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ကာကွယ်ရေးဝင်ကြီးဌာနအနေနဲ့ပြည်ထရေးဝင်ကြီးဌာနဆိုတာစစ်ကောင်စီအတွက်အရေးပါသောဝင်ကြီးဌာနနှစ်ခုလို့ဆိုရပါမယ်။ ဒီဝင်ကြီးဌာနတွေဟာမျိုးပြနဲ့ကျေးလက်ဒေသတွေအထိလှုပ်ခါစေတဲ့စစ်ကောင်စီစန့်ကျင်ရေးလှုပ်ရှားမှုကိုကင်တွဲဖြေရှင်းရမှာတာဝန်အရှိဆုံးဝင်ကြီးဌာနနှစ်ခုဖြစ်ပါတယ်။ဆရာနာရှင်ဒေါ်လန်ကြီးလှုပ်ရှားမှုတွေကိုနှိမ်နင်းမှုစ조사လာတာနှစ်နှစ်ကျော်ကြာလာပြီဖြစ်ပေမဲ့စစ်ကောင်စီအနေနဲ့ထိန်းချုပ်နိုင်တာမရှိတဲ့အပြင် တိုက်စစ်ကနေခံစစ်အသွင်ပြောင်းလဲလာရတာကိုစစ်ခေါင်းဆောင်အတော်လေးစိုးရိမ်လာပုံရှားပါတယ်။အခုလိုယာရုအပြောင်းအလဲတွေလှုပ်လာတာဟာအဲ့ဒီစိုးရိမ်စိတ်ပေါ်မှာအဓိကအရင်ခံနေရလို့ထင်ပါတယ်။လရှိစကောင်းဆောင်ပြန်လည်ဖွဲ့စည်းလိုက်တဲ့စကောင်းစီအဖွဲ့ဝင်၁၈ယောက်ထဲမှာစစ်ဘိုလ်ချုပ်တွေ၉ယောက်အထိရှိနေတာကတသေးပါပဲ ပြီးခဲ့တဲ့ဇူလိုင်31ရက်ကာလွန်အစည်းအဝေးမှာနိုင်ငံကိုပြန်လည်ထိန်းချုပ်ဖို့ဘလို့အရာမစိုးလှုပ်ဆောင်သွားမယ်လို့စကောင်းဆောင်ပြောခဲ့ပြီးနောက်ကာကွယ်ရေးဝန်ကြီးနဲ့ပြည်ထရေးဝန်ကြီးတို့ကိုအပြောင်းအလဲလှုပ်လာခဲ့တာလည်းဖြစ်ပါတယ်။အနာပိန်စကောင်းဆောင်ဟာသူ့အတွက်အကျိုးမထူးဘူးလို့ယူဆတဲ့တခြားဝင်ကြီးအပြောင်းအလဲတွေကိုလည်းပြုတ်လုထားခဲ့တာဖြစ်ပါတယ်။ဒီတစ်ခေါက်အပြောင်းအလဲတွေထဲမှာအရက်ဖက်ဝင်ကြီးတွေဖြစ်တဲ့လျှက်စစ်စွမ်းရင်ဝင်ကြီးဦးတောင်ဟန်၊စွမ်းရင်ဝင်ကြီးဦးမျိုးမြင့်ဦး အလုသမားဝင်ကြီးဒေါက်တာပွင့်စံသာသနာရေးနဲ့ရှင်ကျင်းမှုဝင်ကြီးဥက္ကူကိုတို့ကိုလည်းအနာပေးခဲ့တဲ့အထဲပါခဲ့တာဖြစ်ပါတယ်။သာသနာရေးဝင်ကြီးဥက္ကူကိုကတော့မာရဝိစရာဖျားနေကစားတင်ပွဲပြပြချင်းမှာပဲရှာရုကနေအနာပေးခံလိုက်ရတာဖြစ်ပါတယ်။ဖျားအနေကစားတင်ပွဲမှာနိုင်ငံတော်တန်ခမဟာယနာဒုတိယဥက္ကဋ္ဌကြောင့်မဲဆရာတော်ရဲ့အဆုံးအမဝါးနဲ့ပတ်သက်ပြီး စစ်ကောင်းဆောင်ကတသနာရေးဝင်ကြီးကိုအမျက်အတော်ရှာသွားပုံရှာပါတယ်။တခြားအပြောင်းအလဲတွေအနေနဲ့နိုင်ငံတကာအပိုင်းအဝိုင်းနဲ့ဆက်ဆံရေးပြတ်တောက်လူမတက်ဖြစ်နေတဲ့အခြေအနေကိုဖာတီးနိုင်မှုအတွက်နိုင်ငံခြားရေး ဝင်ကြီးဦးတန်းစွေကိုဒုဝင်ကြီးချုပ်အဖွဲ့ထဲမှာပူတွဲတာဝန်ထမ်းဆောင်မှုယာရုတိုးပေးခဲ့တာတွေ့ရပါတယ်။ဥက္ကူလိုင်းခေါင်းဆောင်နဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနကိုတော့ဖြတ်သိမ်းခဲ့ပြီးသူ့ကိုပြည်အောင်စုအစိုးရအဖွဲ့ရုံးဝင်ကြီးနှစ်အဖြစ်ပြောင်းလဲခန့်အပ်ထားခဲ့တာပါ 2020ရွေးကောက်ပွဲမှာအမတ်မဖြစ်ခဲ့တဲ့ဒေါ်သက်သက်ခိုင်ကတော့စစ်ကောင်စီလက်အောက်မှာဆက်လက်နေရရနေသေးတာတွေ့ရပါတယ်။လူမှုဝင်စီအဖြစ်ကနေဟိုတယ်နဲ့ခီးသွွားလုပ်ငန်းဝင်စီအဖြစ်ပြောင်းလဲတာဝန်ပေးခံခဲ့ရတာပဲရှိခဲ့ပါတယ်။ဦးသိန်းစိန်အစိုးရလက်ထက်ကလေးကပြည်အောင်စုတရားသူကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ဦးထွန်းထွန်းဦးကိုတော့ဒီတစ်ချိန်မှာစမ်းမာကြီးအကြောင်းပြချက်နဲ့ယာရုကနေဖယ်ရှားခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌဥတာသေးကို နေရာပေးခဲ့တာတွေ့ရပါတယ်။ ဒါအပြင်စစ်တပ်ကတို့မှစစ်ခေါင်းဆောင်နဲ့အပတ်စဉ်တူနေပြည်တော်ကောင်စီဥက္ကဋ္ဌဥတင်ဥလွင်ကသဒ္ဒနာရေးနဲ့ရှင်ကြီးမှုဝင်ကြီးဖြစ်လာပြီးဥတန်းထွန်းဥကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌအစ်ဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဒီအပြောင်းအလဲတွေကိုကြည့်မယ်ဆိုရင်အာဏာပိန်စစ်ခေါင်းဆောင်အနေနဲ့ကိုလူကိုတော်တကြမယုံရဲတဲ့အဖြစ်ရောက်နေပြီးတနေ့တခြားသွေးကြောင်လာနေရဆိုတာထင်ရှားပါတယ်။ အနာဘိန်းစကောင်းဆောင်သွေးကြောင်လာတဲ့အမျှသူ့လက်အောက်ကစစ်ဘိုလ်ချုပ်တွေနဲ့ပေးတာယူခိုင်းတာလုပ်နေရတဲ့ဝင်ကြီးတွေရဲ့ဘဝဟာနေမြင်ညပြောင်အနာကက်မတေချာမရှိရဘဝနဲ့ခရီးဆက်နေရတယ်ဆိုတာမျက်ဝါးထင်ထင်ကြုံနေရပြီဖြစ်ပါတယ်။